ပုံမြင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီချေထားတဲ့ပုံမြင်လေးကတော့စရဲသားရဲ့ဒိညာပွဲတော်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကျွန်မကတော့အစစ်စင်တင်ဆက်သူအန်နာပါ။ပဗန်ဆိုတဲ့လူတယောက်ကတော့ပတ်ဆက်ရှာဖို့အတွက်ရွာကနေမြို့ပေါ်ကိုတက်လာခဲ့ပါတယ်။မြို့မှာတတိတယောက်ရဲ့အိမ်မှာသူအလောက်ရရှိသွားပါတယ်။သူနေထိုင်ဖို့အတွက်အခန်းတစ်ခန်းလည်းရရှိသွားပါတယ်။ပဝန်အခုဆိုရင်တော့အိမ်အကြီးကြီးထဲမှာရှိတဲ့အခန်းလေးတစ်ခန်းမှနေထိုင်နေခဲ့ရပါပြီ သူကတော့ဒီမှာအလုံးလုံးနေနေတဲ့အခြေတကျဖြစ်နေခဲ့ပါပြီ။အိမ်ကြီးမှာငားရနေထိုင်ကြတဲ့သူတွေအများကြီးရှိပါတယ်။အားလုံးရဲ့လိုအပ်ချက်တွေကိုပဝန်ကလိုက်လံကြည့်ရှုပေးရတာပါ။ရွာမှာသူရဲ့မိန်းမနဲ့ကလေးနှစ်ယောက်ကြံခဲ့ပါတယ်။ပဝန်လာစားရလာတဲ့အခါတိုင်းမှာပတ်စံအနေငယ်ကိုသူ့အတွက်သုံးဖို့ချန်ထားပြီးကြံတဲ့ပတ်စံကိုတော့ရွာကိုပို့ပေးခဲ့ပါတယ်။ဒီလိုနဲ့ကြကြံပွဲတော့ကိုရောက်ရှိလာခဲ့တော့မှဖြစ်တဲ့အတွက်ရွာမှာရှိတဲ့ကလေးတွေကလည်းဖခင်ပြန်လာမယ့်အချိန်ကိုစောင့်မျှော်နေကြပါတယ်။ အမေရေအဖေက ပြန်လာမယ်မဟုတ်လားယင်ဒါဘောဒါလေးရဲ့အဖေကတကြံကြရင်အင်ပြန်လာမှာပေါ့အဲ့ဒါကြောင့်ဒါအတွက်မျိုးပေါ်ကနေပြီးရောရောင်စုံတန်းတဲ့တွေယူလာခဲ့ပေးဖို့အတွက်လည်းပြောပေးနော်ဟုတ်တယ်တမီးအတွက်ခေါဝင်အစ်စ်တစ်ထည့်အေးပါခလေးရေအမေပြောထားပေးမယ်အမေရဲ့ခလေးလေးတွေအတွက်အားလုံးဝယ်ခဲ့ပေးလိမ့်မယ်ဒါနဲ့မမေဖဖေကိုပြောပေးအောင်မျိုးပေါ်ကနေမုတ်တွေအများကြီးဝယ်ခဲ့ပါလို့အေးပါဒါရင်အမေပြောမယ်နော်ကဲကဲကဲခလေးတို့အမြန်ဆုံးထမင်းစားလိုက်ကြတော့ ဒီလိုနဲ့အားလုံးကလည်းထမင်းစားတောက်ပြီးအိတ်ခဲကြပါရယ်။ညမိုးချုပ်သွားခဲ့တဲ့အခါမှာပေါ်ဖန်ကတော့သူ့မိန်းမကိုဖုန်းခေါ်ခဲ့ပါရယ်။ဂီတာကလည်းကလေးရဲ့လိုအင်စနားရိအားလုံးကိုပြောပြခဲ့ပါရယ်။အေးပါကွာငါရွာမှာနေခဲ့တော့ငါဘလောက်တောင်ဒုက္ခရောက်ခဲ့လဲဆိုတာကိုတော့သိတဲ့အတိုင်းပဲ။ငါတငယ်ချင်းစီကငါပတ်စံတွေလည်းချေးခဲ့သေးရဲ့လေ။အခုငါအင်ကိုပတ်စံပို့ဖို့တော့အတော်လေးကြိုးစားနေရတာကလေးရဲ့လိုအပ်ချက်တွေအားလုံးကိုငါဖြည့်ဆည်းပေးပါမယ်။ ရှင်ရလည်းရှင်ဘာတခုမှမယူလာနိုင်ခဲ့ဘူးဆိုရင်လည်းရရလူပဲလာခဲ့ခလေးတွေကိုကျမရှင်းပြလိုက်မယ်အေးကောင်းပြီကိုဟကိုဂယူဆိုင်ပါကွာပဝန်ကတော့မြို့ပေါ်မှာအလုံးလုံးနေကြရပါဂီတာကတော့တွေးနေကြပါလေအိမ်လောက်တွေအားလုံးပြီးသွားရင်ငါတယောက်တည်းအိမ်မှာနေနေရတာငါလည်းအလုပ်လေတခုခုလုပ်ရင်ကောင်းမယ်နေကြတယ်ပတ်စံလည်းနည်းနည်းရှာပြီးသားဖြစ်သွားတာပေါ့ဒါကြောင့်သူကလည်းရောမရှိတဲ့အိမ်တိုင်းကိုသွားပြီးအလုပ်သွားရှာကြည့်ပါလေအဲ့တော့အိမ်မှာကျမအလုပ်လို့ရတဲ့အလုပ်များရှိလား အလောက်နည်းနည်းရလို့ရှင်တော့ကျမလောက်ပေးနိုင်ပါတယ်။အလောက်ကတော့အိမ်မှာဘာမှအလောက်တိမရှိဘူး။ရွာမှာရှိတဲ့သူတွေအကုန်လုံးကလည်းကိုယ့်အိမ်အလောက်ကိုကိုဟါကိုလောက်ကြရဲဆိုတာကတော့သိရတဲ့အတိုင်းပဲ။ဒါပေမဲ့ငါ့ချွေးမလေးကိုဝင်ဆောင်ထားရတာဆိုတော့နင်သူ့ကိုနေ့စဉ်နေ့တိုင်းလာနှိပ်ပေးမယ်ဆိုရင်တော့ငါနင့်ကို35ချက်ပေးလို့ရပါတယ်။ကောင်းပြီလေဒါဆိုရင်တော့ကျမအခုပဲအလောက်လာလုံးမယ်။အေးဒါဆိုရင်တော့တော့ငါ့ချွေးမလေးအခန်းထဲမှာရှိတယ်။ဒီလိုနဲ့ဂီတာကလည်းအမျိုးသမီးတယောက်ရဲ့အိမ်မှာအလောက်ဝင်လောက်ခဲ့ပါတယ်။ သူကနေ့စဉ်နေတိုင်းနှိပ်ပေးနေခဲ့ပြီးတရက်ကို20ရပါတယ်။ဒီလိုနဲ့ဂီတာကနောက်ထပ်အိမ်တွေမှာလည်းနှိပ်နေပြီးတဲ့အလုပ်ကိုစတင်လုပ်ခဲ့ပါတယ်။သူမှနေ့စဉ်နေတိုင်းတရက်ကို56ဆင်လောက်တော့ရှာနိုင်သွားခဲ့ပါတယ်။ဒီပတ်စံကသူမအိမ်မှာအသုံးစရိတ်တွေကိုလောင်းကအောင်သုံးဆွဲနိုင်ပါတယ်။อืมသူကပတ်စံပိုးလာတဲ့ခါကျရင်တော့ငါတင်ထားမယ်။တစ်ဖက်မှာတော့ပဝန်အလုပ်လုပ်နေတဲ့အိမ်မှာအိမ်ငှားတွေအများကြီးနေထိုင်ကြပါတယ်။တရက်မှာတော့အဲ့ဒီမှာတခိုးခိုးခန်းထိပါတယ်။ အိမ်ငါတွေကအိမ်ပိုင်ရှင်ဂျီစီကိုဖုန်းဆက်ပြီးနောက်မှာတော့တခိုးခိုးခံရတဲ့ဆိုတဲ့အကြောင်းတိုင်ကြားခဲ့ပါတယ်ခဏကြာမှာတော့တထေးကြီးရောက်ရှိလာပါတော့တယ်ကျွန်တော်အိမ်ကနေပြီးတော့ကျွန်တော်ရဲ့ laptop နဲ့ iPhone အခိုးခံလိုက်ရတယ်ကျွန်တော်ကတော့ခမရခန့်ထားတဲ့အလုပ်သမားကိုတန်တရားဝင်မိတယ်တရက်လုံးအိမ်မနေရဆိုလို့သူတယောက်တည်းပဲရှိရမဟုတ်လားဒီအချိန်မှာတထေးကြီးကလည်း Pavan ကိုခေါ်ပြီးမိခဲ့ပါတယ်သူရဲ့ laptop နဲ့ iPhone ပြန်ပေးလိုက်ဘယ်လို laptop နဲ့ iPhone လဲကျွန်တော်ကသူများပစ္စည်းကိုဘာဖြစ်လို့ခိုးရမှာလဲ ဒီမှာပေါ်ဖန်မင်းပတ်စံလိုအပ်နေတယ်ဆိုတာငါကောင်းကောင်းသိတယ်။အဲ့ဒီအတွက်နဲ့မင်းငါ့အိမ်ငါ့ရေစီကနေလိုက်ခိုးလို့မရဘူးလေ။ငါကမင်းကိုအိမ်ကိုစောက်ရှောက်ဖို့အတွက်အလောက်ခန့်ထားပေးတာ။သူတို့ရှိကယူထားတဲ့ပတ်စံတွေပြန်ပေးလိုက်။မဟုတ်ရင်တော့ငါအခုချက်ချင်းရဲခေါ်ရလိမ့်မယ်။ပေါ်ဝန်ကလည်းခြေထောက်ကင်ပြီးတောင်းပန်လိုက်ပါရယ်။ကျွန်တော်တကယ်ပြောနေရပါတထေရဲ့ရဲတော့မခေါ်လိုက်ပါနဲ့ကျွန်တော်မခိုးဘူး။မင်းကဒီလိုလက်မခံဘူးနဲ့ကြိုတယ်။ဒီလိုနဲ့တထေကြီးကလည်းရဲတိုင်လိုက်ပါရယ်။ ပဝန်ကလည်းခိုးမှုနဲ့တရားစွဲခံရပြီးအချုပ်ခန်းထဲရောက်ရှိသွားရပါတယ်။ပဝန်ကတချိန်အကုန်လုံးတောင်းဆိုနေခဲ့ပေမယ့်သူ့ကိုဘယ်သူမှနားမထောင်ပေးခဲ့ကြပါဘူး။ကျွန်တော်ဆင်းရဲတယ်ဆိုတာကတော့မှန်တယ်ဆိုပေမဲ့ကျွန်တော်တခိုးတရားမဟုတ်ပါဘူးကျွန်တော်ပြောတာကိုယုံပါကျွန်တော်မခိုးခဲ့ဘူးကျွန်တော်ဒီကနေလှုပ်ပေးပါစေရဲ့ကျွန်တော်ရဲ့မိန်းမနဲ့ကလေးတွေကျွန်တော်ကိုစောင့်နေလောက်ပြီးခိုးထားတဲ့ပစ္စည်းတွေအားလုံးပြန်ပေးမယ်ဆိုရင်တော့မင်းကိုလှုပ်ပေးမယ်တကယ်လို့အမှန်အတိုင်းမပြောဘူးဆိုရင်တော့ငါတို့မင်းကိုကောင်းကောင်းပြုစုပေးမယ် ကျွန်တော်ပြောတာကိုယုံပါကျွန်တော်မခိုးခဲ့ပါဘူးကျွန်တော်ဘယ်တော့ကောင်းမှမခိုးခဲ့ဘူးဒါပေမဲ့ရဲအယောက်ရှိကြီးကတော့ပဝန်းကိုမယုံကြည်ခဲ့ပါဘူးတစ်ဖက်မှာဂီတာကတော့တယောက်ကြောင့်ဖုန်းဆက်မဲ့အချိန်ကိုစောင့်မျှော်နေပါတယ်ဒါပေမဲ့ပဝန်းရဲ့ဖုန်းကိုတော့ရဲတွေကသိမ်းဆီးထားပါတယ်ပဝန်းဖုန်းမခေါ်လာခဲ့တဲ့အခါမှာဂီတာကဖုန်းခေါ်လိုက်ပါတယ်ရဲအယောက်ရှိကြီးကဖုန်းကင်လိုက်ပါတော့တယ်ဘယ်သူပြောနေရလဲရှင့်ကျမယောက်ျားနဲ့ကျမစကားပြောချင်လို့ပါငါကစခန်းမှုပဲနှစ်ယောက်ကြားထောင်ထဲမှာ ။ဘာပြောတယ်ကျမယောက်ျားထောင်ထဲမှာ तू ဘာလုပ်လို့လဲ။ဘာလုပ်ရမှာလဲ तू ကခိုးတယ်တခိုး။မဖြစ်နိုင်တာကျမယောက်ျားဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး။ဒါရီအားလုံးကအလိန်ညာစကားတွေပဲ။စကံမူကဖုန်းချလိုက်ပါတယ်။ဂီတာကလည်းတစ်ဖက်မှာစိတ်ညစ်နေခဲ့ပါတယ်။အခု तू ဘာဆက်လုပ်ရမလဲ။တိတ်မကြခင်မှာဟိုလီတင်းညံပွဲရောက်ရှိလာတော့မှာပါ။ဂီတာကလည်းမြို့ပေါ်တက်သွားပြီးသူယောက်ျားကိုကဲတင်ဖို့အတွက်ဆုံဖြတ်လိုက်ပါရီ။နောက်နေမှာဂီတာကတော့သူ့ကလေးနှစ်ယောက်လုံးကိုအိမ်နီးချင်းစီမှာအပ်ခဲ့ပါရီ ကလေးတို့ရေအတော့အိမ်မှာကောင်းကောင်းနေကြအမေနှစ်ရက်နေပြန်လာခဲ့မယ်အမေကလည်းအခုဘယ်သွားမလို့လဲအေးသမီးရေအမေမျိုးပေါ်ကိုသွားပြီးတော့သမီးအဖေကိုပြန်ခေါ်ခဲ့မယ်ဒါဆိုရင်တော့အမေအမြန်ပြန်လာခဲ့နော်သမီးတို့အတွက်ရေပြောတနတ်တွေနဲ့အဝတ်အစားအသစ်တွေဝယ်လာခဲ့ဖို့လည်းမမေ့ပါနဲ့အေးကောင်းပြီကလေးတို့ရေကလေးတွေကိုအိမ်နေချင်းစီမှာထားခဲ့ပြီးနောက်မှာတော့ဂီတာမျိုးပေါ်တက်လာခဲ့ပါရဲ့ဒုက္ခပဲငါမျိုးပေါ်ကိုတော့တက်လာပြီးဘယ်မှာလိုက်ရှာမလဲမျိုးကလည်းအကြီးကြီးပဲသူပဲစခန်းမှာအချုပ်ခံထားရတာလေ ဒီလိုနဲ့ဂီတာကလည်းဘတ်စကားမှတ်တိုင်းနာကရဲစခန်းကိုတွားပြီးပေါ့ဖာနီရဲ့ဓာတ်ပုံပြခဲ့ပါတယ်။သူ့ကိုတိလိုက်မတိပါဘူး။ဒီလိုနဲ့ပဲဂီတာကတော့မြို့မှာရှိတဲ့စခန်းတိုင်းကိုတွားပြီးပေါ့ဖာနီရဲ့ဓာတ်ပုံလိုက်ပြခဲ့ပါတယ်။ဒါပေမဲ့သူမှသတင်းအစအနမရရှိခဲ့ပါဘူး။ဒီအချိန်မှာပဲလန်ဒေါတနေရာမှာတခိုးနှကောင်ကတော့ပတ်စံနဲ့ပတ်သက်ပြီးအဝေခွဲမတက်ဖြစ်နေခဲ့တာကိုသူမှတွေးလိုက်ရပါတယ်။ငါခိုးခဲ့တာမို့လို့ပြည်စည်းတွေအလုံးကိုငါပိုင်နေ။ မင်းသွားခိုးခဲ့တာဆိုပေမဲ့မင်းခိုးနေတဲ့အချိန်အတွင်းငါကစောင့်ကြည့်ပေးခဲ့တာအားလုံးကိုအိပ်ပျော်သွားအောင်လို့ငါပဲလုပ်ခဲ့ရတာဒီစကားကိုကြားခဲ့ရတဲ့အခါမှာဂီတာကလည်းသူတို့နှစ်ယောက်တခိုးရီဆိုတာတီးသွားပါတယ်ဒီနောက်မှာတော့အနီးပတ်ဝန်းကျင်မှာရှိတဲ့ရဲစခန်းကိုသွားပြီးတိုင်ကြားလိုက်ပါတယ်ရဲတွေကလည်းအရင်နေရာကိုသွားပြီးနောက်မှာတော့တခိုးရီကိုဖမ်းဆီးလိုက်ပါတယ်ရဲတွေကလည်းသူတို့ကိုဖမ်းပြီးစခန်းကိုခေါ်လာခဲ့ပါတယ်ရဲတွေနဲ့အတူတူဂီတာလည်းရောက်ရှိလာခဲ့ပါတော့တယ်ဒီအချိန်မှာတယောက်ကြာအကျဉ်းချခံထားရတာကိုသူမတွေ့မြင်သွားခဲ့ပါတယ် ဂီတာကပဝန်စီကိုပြေးသွားခဲ့ပါရဲ့။ကလေးရဲ့အဖေရှင်ဒီမှာအဆင်ပြေရဲ့လား။ဂီတာမင်းဒီကိုဘလို့ရောက်လာတာလဲ။ဂီတာကလည်းတယောက်ကြာပဝန်ကိုကိစ္စတွေအလုံးပြောပြခဲ့ပါရဲ့။ကျမရှင်ကိုလိုက်ရှာနေတာလိုက်ရှာနေတဲ့ဒီအထိရောက်လာတာပေါ့။တဖက်မှာရဲတွေကတော့စုံစမ်းစစ်ဆေးခဲ့ကြပါရဲ့။ဒီအချိန်မှာသူတို့တွေကတထဲကြီးရဲ့အိမ်က laptop နဲ့ iPhone ခိုးယူလာတယ်ဆိုတာကိုဝန်ခံလိုက်ကြပါရဲ့။ရဲတွေကသူတို့ရှိကပစ္စည်းတွေကိုယူပြီးနောက်မှာတော့ပဝန်ကိုလှုပ်ပေးလိုက်ပါတယ်။ဒီနောက်ရဲတွေကလည်းပဝန်နဲ့ဂီတာတို့ကိုခေါ်ပြီး တထေးကြီးရဲ့အိမ်ကိုသွားခဲ့ကြပါတယ်။ကဲရော့တထေးခမရတို့ရဲ့ပစ္စည်းတွေဒီပစ္စည်းတွေအလုံးကိုခိုးယူခဲ့တာပေါ့ပိုင်းမဟုတ်ပါဘူး။တခြားတခိုးတွေကသာအိမ်ထဲကိုဝင်လာပြီးခိုးယူခဲ့ကြတာ။သူတို့ကအိမ်ထဲမှာဝင်မခိုးခင်ပေါ့ပိုင်းကိုအိတ်ဆေးချပြီးတော့ဝင်သွားခဲ့ကြတာ။ဒါနဲ့စခန်းမကြီးကတခိုးတွေကိုဘယ်လိုမျိုးဖမ်းဆီးလိုက်ကြလဲ။ကျွန်တော်တို့ဖမ်းဆီးတာမဟုတ်ဘူး။ပေါ့ပိုင်းရဲ့မိန်းမဂီတာကိုယ်တိုင်ကဖမ်းဆီးပေးခဲ့တာပါ။သူကတခိုးတွေကိုအကူအညီပေးပြီးတော့ဖမ်းဆီးခဲ့ကြအောင်ဆောင်ပြီးတော့လုပ်ခဲ့ရပါပဲ။ ဒီလိုနဲ့ပဲအင်္ဂါတွေရဲ့ပစ္စည်းတွေကိုပြန်လဲပေးအပ်ခဲ့ပါတယ်။ဂီတာကြောင့်လည်းတခိုးတွေကိုဖန်ဆီရမိတယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့ဂီတာကိုပတ်စံပေးခဲ့ပါတယ်။ကဲရော့ဒီမောင်ငွေ2000ယူထားလိုက်ပါ။တိုင်မကြခင်ဟိုလီသေးညံပွဲရောက်တော့မှဆိုတော့ခင်ဗျားတို့မိသားစုကိုအဆင်ပြေစေခြင်းလို့ပါ။မလိုပါဘူးရပါတယ်။ကျမတို့ကြိုးစားအားထုတ်တဲ့ပတ်စံကိုပဲလိုချင်တယ်။အလကားရတဲ့ပတ်စံကိုကျမတို့မလိုချင်ပါဘူး။ဒါကအလကားရတဲ့ပတ်စံပဲဟုတ်မလဲကျွန်တော်ရဲ့ဖုန်းနဲ့ laptop ကိုကျွန်တော်ပြန်မရဘူးဆိုရင်တော့ကျွန်တော်တော်တော်လေးဆုံးရှုံးနေတာတော့ရမှာ ဒီထဲမှာကျွန်တော်ရဲ့လုပ်ငန်းခွင့်မှာတုံးနေအချက်လက်တွေအများကြီးပါဝင်နေကျွန်တော်ဒါကိုဒါဆောင်ရှောင်းသွားမယ်ဆိုရင်တော့အလုပ်ပြုတ်မှာအခုခမရအကြောင်းနဲ့ကျွန်တော်ရဲ့အလုပ်ကလည်းမပြုတ်တော့ဘူးဒါကြောင့်ကျွန်တော်ဒါကလက်ဆောင်ပေးတယ်လို့တတ်မှတ်ပြီးခမရယူထားလိုက်နော်ဟုတ်ကဲ့ကောင်းပါပြီရှင်ဒီလိုနဲ့ဂီတကလည်းငွေ2000ကိုယူထားလိုက်ပါတယ်တထေကြီးကလည်းပေါ့ဖန်ကိုတောင်းပန်ခဲ့ပါတယ်ဒီနောက်သူ့ကိုလည်းတင်းညံပွဲမှာအိမ်ပြန်ပြီးမိသားစုနဲ့အတူတူပျော်ရွှင်ဖို့အတွက်ခွင့်ပေးခဲ့ပါတယ် သူကိုယ်တိုင်ကလည်းပေါက်ပန်းကိုလက်ဆောင်အနေနဲ့ငွေ2000ချပေးခဲ့ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်တထေ။ဒါဆိုရင်တော့ကျွန်တော်တို့ရွာပြန်အောင်မယ်ဗျာ။တင်းညံပွဲပြီးသွားတဲ့အခါကျတော့မှကျွန်တော်တို့ပြန်လာခဲ့မယ်နော်။အေးဟုတ်ပြီဟုတ်ပြီအေးစိတ်သွားကြ။နယောက်လုံးဈေးကိုတွားပြီးနောက်မှာတော့ကလေးတွေအတွက်အဝယ်စားတွေနဲ့ရေပြွက်တွေဝယ်ကြပါတယ်။မောက်တွေလည်းဝယ်ခဲ့ပြီးနောက်မှာတော့သူတို့ဘတ်စ်ကစီပြီးရွာကိုပြန်လာကြပါတယ်။ရွာကိုရောက်ကြနဲ့ကလေးတွေကိုအိမ်ကြီးချင်းစီကနေပြန်ခေါ်လာခဲ့ပါတယ်။ကလေးနယောက်လုံးကလည်းသူတို့အဖေကိုတွေ့ကြရတဲ့အခါမှာဝမ်းတောက်ပျော်ရွှင်သွားခဲ့ကြတာပေါ့။ အဖေလာပြီအဖေလာပြီကလေးတွေကလည်းအဖေကိုတော့ဖတ်ထားခဲ့ကြပါတယ်အဖေမျိုးဘော်ကသားတို့အတွက်ဘာဝယ်လာခဲ့လဲကလေးတွေအတွက်အဝတ်အစားအစ်တတွေရေပြိုတနက်တွေနဲ့မဟုတ်အချို့တွေပေးခဲ့ပါတယ်ဒါကိုတွေ့ရတဲ့ကလေးတွေဝမ်းသာပျော်ရွှင်ကုန်ကြတာပေါ့နောက်နောက်နေ့မှာတော့ဟိုလီတင်ညံပွဲဖြစ်တဲ့အတွက်ကလေးတွေပျော်ရွှင်ဝမ်းသာစွာနဲ့ဆော့ကစားခဲ့ကြပါတယ်ဒီမှာတထဲရှင်းကိုပေးလိုက်တဲ့ပတ်စံနဲ့အကိုမိုဟန်းရဲ့အကျွေးတွေကိုပြန်ဆလိုက်ပါဒါပေမဲ့မင်းတို့ဘလို့တုံးဆွဲကြမလဲရှင်မရှိတော့ကျမလည်းရွာမှာအနှိမ့်တဲ့အလုပ်လုပ်နေတာပတ်စံဆုထားတယ် ကျမမှာပတ်စံတွေရှိပါသေးတယ်။ဂီတာရဲ့မင်းလိုမိမကိုရတဲ့သူကကံကောင်းတာပဲ။ဒီလိုနဲ့သူကလည်းအကျွေးတွေအားလုံးဆက်လိုက်ပါရစေ။ဒီနောက်မိသားစုဆွေးနွေးကောင်းလုံးကဟိုလီပွဲကိုပျော်ရွှင်စွာနဲ့ဆင်နွှဲခဲ့ကြပါရစေ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့မြစ်တာတရားဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါရစေ။မာလီနီဆိုတဲ့အမျိုးသမီးကတော့စင်စင်ရဲနဲ့မူလီကိုစောက်ရှောက်ပေးခဲ့ပါရစေ။တခြားသူတွေရဲ့အိမ်တွေမှာအိမ်ပေါ်အနေနဲ့အလုံးလုံးကိုင်းပြီးကလေးကိုတော့ပညာတတ်တယောက်ဖြစ်စေခဲ့ပါရစေ။ မိုင်းလေးကကူးဆိုင်တော့အသက်ကြီးနေခဲ့ပါပြီ။ဒါကြောင့်သူကမူလီကိုလက်ထပ်ပေးလိုက်ပါတယ်။သူရဲ့တာဝန်တွေဝတ်တရားတွေအလုံးကတော့ပြီးစီးသွားခဲ့ပါပြီ။မာလီနီကျမ်းမာရဲ့အခြေအနေမကောင်းလားပါဘူး။ဒီအချိန်မှာချွေးမလေးကိုအကြင်ကြင်ခေါ်နေခဲ့ပါတယ်။ချွေးမလေးရေချွေးမလေးချွေးမလေးချွေးမလေးကအတန်းကြကြနဲ့ပြောလိုက်ပါတယ်။ဘာဖြစ်တာလဲ။ဘာလို့လာအော်နေလဲ။ချွေးမလေးရေရေနွေးနည်းနည်းရမလား။ငါလည်းเจ้าတွေတတော်လေးကိုနားနေလို့ပါ။ဘလို့ဖြစ်တာလဲ။ရှင်းရက်လက်တွေကကျိုးသွားလို့လား။ခဏခဏကျမကိုခိုင်းနေရယ်။ကိုယ့်အကိုထားလို့ပါလား။ အဖွားအကြီးကခြေတုံလက်တုံနဲ့ကိုဟော့ကိုရေနွေးသွားလုခဲ့ရပါတယ်။ခွက်ထဲကိုထည့်နေခဲ့တဲ့အချိန်မှာရေနွေးတွေကသူ့လက်ပေါ်ကိုမှောက်ကျသွားခဲ့ပါတယ်။မာလီလီလည်းအော်လိုက်ကြပေါ့။ဘာဖြစ်တာလဲ။ဘာလို့အော်ဟစ်နေရပြန်တာလဲ။ချွေးမလေးရေနေကိုဟော့ကိုရေနွေးဥတဲဆိုပြီးတော့ငါ့ကိုပြောရမလား။ငါဒီမှာရေနွေးအပူတွေဆင်သွားလို့ငါလက်တွေအရမ်းနာတယ်။ငါ့ကိုဆေးလိမ့်ပေးပါအောင်။ကျမမှာဆေးမရှိဘူး။အဲ့ဒါဆိုရင်မူလီကိုပြောပြီးမှလိုက်။အေးပြောလိုက်မယ်။ဒီမှာ ကျမတို့အပြင်ထွက်ပြီးရောညစာမစားရတာကြာနေပြီဒီနေ့ကျမအပြင်ထွက်ပြီးညစာစားခြင်းနဲ့အေးဟုတ်ပြီလေဒါဆိုရင်မင်းပြင်ဆင်ထားလိုက်အမေကလည်းတခါတည်းပြင်ဆင်ထားပြီနော်ညနေကျရင်တော့ငါအင်ုံလာတဲ့အခါကျရင်အတူတူသွားကြမယ်အေးအေးအေးဟုတ်ပြီလေညနေခင်းမူလီအင်ကိုပြန်လာခဲ့တဲ့အချိန်မှာသူ့မိမတယောက်ထဲထွက်လာခဲ့ပါတယ်အမေရောအမေကပြောတယ်အပြင်ကအစာတောင်မစားခြင်းဘူးတဲ့အဲ့ဒါကြောင့်ကျမအမေစားဖို့အတွက်စံပြုတ်ပြုတ်ခဲ့ပြီးတယ်တို့နှစ်ယောက်လုံးကညစာသွားစားခဲ့ကြပါတယ် မိခင်အိုကြီးကတော့အိမ်မှာစံပြုတ်တော့ပြီးနေခဲ့ရပါတယ်။ตาနဲ့ချွေမနှစ်ယောက်လုံးအိမ်ကိုပြန်လာခဲ့တဲ့အချိန်မှာမာလီနီအပြင်ကိုချွာလာခဲ့ပါတယ်။ตาလေးပြန်လာပြီလား။ဟုတ်တယ်အမေပြန်လာပြီ။ဘာလို့အခုချိန်အထိမအိပ်ရသေးရလဲ။ตาလေးပြန်လာမယ့်အချိန်ကိုစောင့်နေရလိ။နင်ပြန်လာရင်ကအတော့ဈေးဝယ်လာမယ်ထင်လို့။ဘာဈေးလဲအမေ။နင်မိမကနင်ကိုမပြောပြချောက်လား။ဒီနေ့ငါရင်ွေးအိုးတဲ့နေရင်လည်းလက်အပူလောင်သွားတယ်လေ။နည်းနည်းလေးပဲအပူလောင်တာပါ။ဒီလောက်နဲ့တိတ်သွားတာမှမဟုတ်တာရှင်။ အနေဒါဘလို့စကားပြောလိုက်တာလေအမေကလည်းသူပြောတာမှန်တယ်လက်ကနည်းနည်းလေးပဲလောင်တာလေအဲ့တော့အမေသွားတိုက်စေထည့်ထားလိုက်ပေါ့ဒီလိုနဲ့ကျွန်တော်နှစ်ယောက်ကအခန်းထဲဝင်သွားပြီးအိတ်ခဲကြပါရီအမေအိုကြီးကတော့အိတ်လို့မပြောတော့ပါဘူးသူရဲ့လက်ကဒဏ်ရာကရင်ပတ်တဲ့ထီအောင်ခန်းစားနေခဲ့ရပြီးသူမအယံကုန်တာကျနေပါရီမာလီနီကတော့သူ့သားလေးငယ်စဉ်ကလေးဘဝကအချိန်တွေကိုပြန်လဲတန်းတားနေခဲ့မိပါရီတားလေးကနည်းနည်းလေးထိတာနဲ့နာလွန်းလို့အမေစီကိုပြေးလာတတ်ပါရီ မာလီနီကတော့သားလေးကိုနိုင်ပေါင်းများစွာကြအောင်ချော့နေခဲ့တဲ့ပါတယ်။ဒီမှာကျမတို့အပြင်မထွက်ရတာအတော်လေးကြာနေပြီ။ကျမတို့ခရီးထွက်ကြရအောင်။ရှင်လက်ထပ်ပြီးသွားရင်ကျမကိုတခြားတမျိုးကိုလဲပတ်ဖို့အတွက်ခေါ်သွားမယ်လို့ပြောထားတယ်လေ။အခုချိန်ထိဘဲမှလည်းမသွားရသေးဘူး။အမေကိုတယောက်ထဲထားပြီးဘလို့သွားမလဲ။ရှင်းမေအတွက်လည်းကျမရဲ့ဘဝကိုဖျက်ဆီးပစ်ခံရမှာလား။ရှင်းရဲ့တာဝန်တွေကအမေရဲ့တာဝန်တွေကြီးပဲလား။ကျမရဲ့တာဝန်တွေကရောအဲ့လိုတော့လည်းမဟုတ်ဘော့။အဲ့ဒါဆိုရင်ဘာလဲ။ ျမတခြားကိစ္စတွေမသိချင်ဘူးကျမခရီးထွက်ချင်တယ်အမေကိုရက်အနေငယ်တော့ဘိုးဘွားရိတ်သားမှာပို့ထားလိုက်ပါလားအဲ့ဒီနေရာမှာအားလုံးကသူ့ကိုကြည့်ပေးကြလိမ့်မယ်ကျမတို့အိမ်ကိုပြန်လာတဲ့အခါကျရင်တော့အမေကိုသွားပြန်ခေါ်ကြမယ်လေအေးဟုတ်ပြီဒီလိုနဲ့မူလီကလည်းအမေစီကိုသွားလိုက်ပါတယ်အမေပြည့်စီတွေထုတ်ပို့လိုက်တော့ဘာလို့လဲတားလေးရဲ့အမေတို့အပြင်သွားပြီးရှောက်လဲကြမလို့လားမဟုတ်ဘူးအမေရဲ့ကျွန်တော်နဲ့ကျွန်တော်ရဲ့မိမတခြားတစ်မျိုးကိုသွားလဲမလို့အမေတယောက်တည်းဒီမှာနေလို့ပဲဖြစ်ပါမလဲ အဲ့ဒါကြောင့်အမေကိုကျွန်တော်တို့ဘိုးဘွားရိတ်တာကိုလိုက်ပို့ကြမလို့ပါ။ဘာပြောရဲဘိုးဘွားရိတ်တာ။ဟုတ်တယ်အမေကျွန်တော်တို့ခရီးကနေပြန်လာတဲ့အခါကျရင်တော့အမေကိုပြန်လာခေါ်မယ်နော်။အခုတော့အမေအမြန်လို့အမြန်လို့မာလီနီကပစ္စည်းတွေထုတ်ပို့လိုက်တဲ့နောက်မှာသားဖြစ်သူကလည်းဘိုးဘွားရိတ်တာကိုလိုက်ပို့ခဲ့ပါရီ။နောက်တော့သားနဲ့ချွေမနှစ်ယောက်လုံးကပျော်ရွှင်စွာနဲ့ခရီးထွက်သွားခဲ့ကြပါရီ။တပတ်ကြာတဲ့အထိခရီးထွက်ပြီးနောက်မှာတော့သူတို့အိမ်ကိုပြန်လာကြပါရီ။ရောက်လာတာနဲ့မိမကရုတ်တရက်ကြီးနေမကောင်းဖြစ်နေခဲ့ပါရီ။ မိုးလီကလည်းသူ့မိမကိုဇယဝင်းစီခေါ်သွားပြခဲ့ပါရီခမ ्या အခုဖခင်တယောက်ဖြစ်တော့မယ်တကယ်ပြောနေရလားဇယကျွန်တော်အခုအဖေဖြစ်တော့မှာပေါ့လေဟုတ်လားခမ ्या ရဲ့မိမကိုခမ ्या ကယူဆိုင်ရလိမ့်မယ်နော်မိုးလီကလည်းသူ့မိမကိုအိမ်ပြန်ခေါ်လာခဲ့လိုက်ပါရီသူတို့ဝမ်းသာပြောရွှင်နေခဲ့ကြတဲ့အတွက်မိခင်အိုကြီးကိုမေးသွားခဲ့ကြပါပြီသူတို့မိကိုတော့ဘိုးဘွားရဲ့တာမပို့ထားတယ်ဆိုတော့ကိုမေးနေကြတာပါတဖက်မှာမိခင်ဖြစ်သူကတော့တားလေးလာခေါ်မယ့်အချိန်ကိုစောင့်ဆိုင်နေခဲ့ပါရီတားလေးအခုချိန်ထိငါ့ကိုလည်းလာမခေါ်သေးဘူး နှစ်ယောက်လုံးအဆင်မပြေကြရလားအရှင်ကျမချွေးမလေးနဲ့တားလေးအဆင်ပြေကြပါစေတို့ရဲ့ဘေးဒုက္ခတွေအားလုံးကျမကိုပဲပေးလိုက်ပါမာလီနီကတော့နေ့စဉ်နေ့တိုင်းဖျားရှိခိုးပြီးစူတောင်းနေခဲ့ပါတယ်မူလီကတော့သူ့မှာအမေရှိသေးတယ်ဆိုတာကိုတော့မှသတိမရတော့ပါဘူးနေ့ရီရက်တွေတဖြည်းဖြည်းသာကုန်ဆုံးသွားခဲ့ပါတယ်မူလီကတော့အခုဆိုလို့ရှိရင်ဘိုးဘွားရိတ်သားရဲ့လားစာတွေကိုလည်းမပေးတာကြပါဘူးတရမတော့ဘိုးဘွားရဲ့တာမနေထိုင်ကြတဲ့အသက်ကြီးရွယ်အိုတွေအားလုံးအကြွအမေများနေ့ကိုဆင်နွှဲပေးခဲ့ပါတယ် ဒီဘဘွားရီတောက်ကိုပိုင်နေပိုင်ရှင်ကတော့လူငယ်လေးတယောက်ဖြစ်ပါတဲ့သူကအမေအိုကြီးတွေအတွက်ကိမ့်မုတ်တွေယူလာခဲ့ပေးပါတယ်။ကဲအမေကြီးရေလာလေကိတ်လီအောင်ကျွန်တော်တို့အားလုံးအမေများနေ့ကိုဆင်နွှဲကြမယ်။အမေများနေ့ဆိုတာဘာလဲ။အမေရီအတွက်ကျင်းပပေးတဲ့နေ့ကိုအမေများနေ့လို့ခေါ်တာပေါ့။ဒီနေ့ကအမေရီအတွက်တီးတန့်လုပ်ပေးရလေ။မာလီနီကကိတ်ခွဲပေးလိုက်ပြီးအားလုံးကအတူတူစားခဲ့ကြပါတယ်။ဒီနောက်မှာတော့မနက်ဖြန်ကြာရင်သွားလေကြမယ်ဆိုတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ဒီအချိန်မှာမာလီနီကလည်းဝမ်းနဲ့လုံလုံမြတ်ရေးကြမိသွားပါတယ်။ ငငယ်တော့ကဆိုရင်တူသားလေးကလစ်လိုက်ခီသွားခြင်းနဲ့အခါတိုင်းသူကပတ်စံထုတ်ပေးနေကြပါ။နောက်နေ့မှဘဘွားရဲ့တောင်မှရှိတဲ့အသက်ကြီးရွယ်အိုတွေအားလုံးကိုလစ်လိုက်ခီခေါ်ဆောင်သွားခဲ့ပါရီ။သူတို့ကကားတစ်စီးငှားထားခဲ့ကြပြီးကားနဲ့ခီထွက်ကြပါရီ။အပြင်မှာခီတွေကလမ်းတွေအရန်ကျနေခဲ့တဲ့အခါမှာမေးခဲ့ပါရီ။ဘလို့ဖြစ်ကြလဲ။ဘာဖြစ်လို့ကားရက်ထားရတာလဲ။တကယ်တော့ကားအက်ဆီဒန့်ဖြစ်တယ်နဲ့တူပါရဲလူအုပ်ကြီးရှိတဲ့အရှိမ။အက်ဆီဒန့်ဖြစ်တယ်ဆိုတော့အကြောင်းကိုကြားရတဲ့အားလုံးကလည်းစကားပြောဆိုကုန်ကြပါရီ။ ဒုက္ခပဲဘယ်သူမှမတော်တဆဖြစ်သွားတာလည်းမသိဘူး။ဖယားသခင်ကာကွယ်ဆောက်ရှောက်ပေးပါစေ။လူတွေကလေကားကိုတည်တည်ချာချာမမောင်းကြဘူး။အင်းဘယ်သူသားလေးများကားမောင်းနေပါလဲ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာမာလီနီကလည်းစိတ်ပူပန်သွားခဲ့ပါရဲ့။သူကလည်းသူ့သားလေးကိုတတိယနေခဲ့ပါရဲ့။ကားမောင်းသမားကလည်းအခင်ဖြစ်ရနေရကိုတွားကြည့်လိုက်ပါရဲ့။ကြည့်ပြီးနောက်မှာတော့သူပြန်လာခဲ့လိုက်ပါရဲ့။ဘလို့လဲကားကပိတ်နေအောင်မလား။မသိရပါဘူးကားထဲမှာလင်မယားနှစ်ယောက်နဲ့တွေ့ပါတယ်သူတို့ကိုဘယ်သူမှလည်းအကူအညီမပေးကြဘူး ရဲတွေကလည်းအခုချိန်ထိမရောက်သေးဘူးလူငယ်လင်မယားနှစ်ယောက်ဟုတ်လားမာလီလေးကလည်းမနေနိုင်တော့တဲ့အခါမှာတော့ကားပေါ်ကချက်ချင်းဆင်းသွားပါတယ်အမေကြီးရေဘယ်ဟုတ်သွားနေရလဲခဏလေးပါဘယ်သူတွေများအက်ဆီဒန့်ကြောင့်တွေ့ခဲ့ရတာလဲဆိုတော့ကိုတော့ကြည့်မလို့လေငါတို့ရဲ့အကူအညီကိုလိုအပ်ချင်လိုအပ်နေမှာဒီလိုနဲ့နှစ်ယောက်သားအများဆုံးတွားကြည့်ခဲ့ကြပါတယ်မာလီနီအခင်ဖြစ်ရနေရကိုရောက်သွားတဲ့အခါမှာသူ့သားနဲ့ချွေးမလေးဖြစ်နေရကိုတွေ့ခဲ့ရပါတယ်ဒုက္ခပဲဒါကငါသားလေးရဲ့ကားပဲမာလီနီကားရဲ့တေချာကြည့်ခဲ့တဲ့အခါမှာသူ့သားလေးနဲ့ချွေးမလေးမေးလဲနေခဲ့ကြပါပြီ ချွေမလီကလည်းကိုဝင်ဆောင်ထားရပါတယ်။ဒီအခြေအနေကိုတွေ့ကြရတဲ့အခါမှာတော့သူမငိုနေခဲ့ပါတယ်။ဘာဖြစ်တာလဲအမေကြီးအစဉ်ပြေးရလားဘာလို့ငိုနေရလဲ။ဒါကငါရဲ့သားလေးနဲ့ချွေမလီပဲ။သူတို့ကိုအမြန်ဆုံးစေယုံကိုခေါ်သွားပေးပါနော်။ငါသားလေးတခုခုဖြစ်သွားရင်တော့ငါထပ်ပြီးအသက်ရှင်နိုင်မှာမဟုတ်တော့ဘူး။ဘာမှလည်းအရန်ကြီးစိတ်ပူမနေပါနဲ့။ကျွန်တော်သူတို့နှစ်ယောက်လုံးကိုအမြန်ဆုံးစေယုံကိုခေါ်သွားပေးလိုက်မယ်လေ။ဒီလိုနဲ့သူတို့တွေကလည်းစေယုံကိုခေါ်သွားပေးကြပါရစေ။စေယုံကိုရောက်ရှိသွားတာနဲ့ဆရာဝန်တွေကနှစ်ယောက်လုံးကိုအမြန်ဆုံးစေကူတာပေးခဲ့ပါရစေ။ မရရဲ့ကလေးတွေကတော်လေးစွန့်ရတဲ့အခြေအနေကိုရောက်နေတယ်။ခမရသားရဲ့မျက်လုံးတစ်ဖက်ကန်းသွားနိုင်တဲ့ခမရချွေးမလေးကိုလည်းအခုချက်ချင်းမခွဲစိတ်ဘူးဆိုရင်တော့ကလေးရောအမေရောကွဲလွန်သွားနိုင်တယ်။ဒါဆိုလို့ရှိရင်တော့အမြန်ဆုံးခွဲစိတ်ကူတောင်းမှုလုပ်ပေးလိုက်ပါ။ကျမချွေးမလေးရောကျမသားလေးပါဘာမှဖြစ်လို့မဖြစ်ဘူး။ကျမမီးလေးလည်းဘာမှမဖြစ်ပါစေနဲ့နော်။ကျမရဲ့မျက်လုံးတစ်ဖက်ကိုလည်းကျမသားလေးကိုပေးလိုက်ပါတော့ရှင်။ဒါဆိုရင်တော့ခမရရဲ့မျက်လုံးကိုအရင်ဆုံးခွဲစိတ်ပြီးထုတ်ရလိမ့်မယ်။ကြားပါရရှင်။အမြန်လောက်ပါ။အမြန်သာလှုပ်လိုက်ပါတော့။ ျမရဲ့သားလေးနဲ့ချွေးမလေးအများဆုံးနေပြန်ကောင်းကျမ်းမာသွားမှာဖြစ်မှာဒီလိုနဲ့ဆရာဝန်တွေကလည်းအရင်ဆုံးအမေအိုကြီးကိုခွဲစိတ်ကြပါတယ်ဒီနောက်အောင်မြင်သွားခဲ့ပါတယ်ချွေးမလေးကလည်းခလေးလေးတယောက်မွေးဖွားပေးခဲ့ပါတယ်ဒီလိုနဲ့မိသားစုဝင်တွေအားလုံးနေပြန်ကောင်းကျမ်းမာသွားခဲ့ကြပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာဆရာကကျွန်တော်တို့မိသားစုတစ်ခုတောင်ကိုကဲတင်ပေးခဲ့တာပဲအခုကျွန်တော်တို့မိသားစုပြန်လည်နေကောင်းလာကြတာဆရာကြောင့်ပါကျွန်တော်ကခမားတို့ဘလို့လို့ကဲတင်ပေးနိုင်ပါလေခမားရဲ့မိကသာခမားတို့ကိုကိုကြီးကဲဇေပေးခဲ့ရလေအမေဟုတ်လား ဒီနောက်ဆရာဝန်ကမာလီနီကိုခေါ်ခဲ့ပါတယ်။အမေဖြစ်သူကိုသူအရှိမတွေ့ခဲ့ရတဲ့အခါမှာမူလီကတတော်လေးရှက်ရွံ့သွားခဲ့ပါတယ်။အမေရဲ့မျက်လုံးတစ်ဖက်ကဘာဖြစ်သွားတာလဲ။အမေရဲ့မျက်လုံးနှစ်ဖက်လုံးကအကောင်တိုင်းမဟုတ်လား။ဟုတ်တယ်မူလီရဲ့ခမရကားအက်ဆီဒန့်ဖြစ်ပြီးတော့မျက်လုံးတစ်လုံးကွဲသွားခဲ့တယ်။အဲဒါကြောင့်ခမရရဲ့အမေကသူ့ရဲ့မျက်လုံးတစ်ဖက်ခမရကိုပေးခဲ့တာ။တကယ်တော့ခမရရဲ့မိန်းမနဲ့ခမရရဲ့သားလေးကလည်းအန်ဒီရဲ့ကြားရောက်နေခဲ့တာလေ။ခမရရဲ့အမေကသာခမရတို့ကိုအချိန်မီစေယုံကိုမခေါ်လာဘူးဆိုရင်တော့ခမရတို့ဒုက္ခလှလှတွေးနေပြီ ဆီယောင်ရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာမူလီကလည်းဝမ်းနေပြီးမျက်ရည်တွေစီးကျလာခဲ့ပါတယ်။သူလောက်ခဲ့တဲ့အလုပ်တွေအားလုံးအတွက်လည်းနောင်တအကြီးကျယ်ရသွားခဲ့ပါတယ်။သူကမိခင်ဖြစ်သူကိုဘယ်လိုမျိုးဘဘွားဟိတကိုပို့ပြီးဆွန်ပစ်ခဲ့လဲဆိုတာကိုလည်းသတိရသွားပါတယ်။ချွေမလီကလည်းသူ့ရဲ့အမားရဲ့အပြစ်တွေအားလုံးအတွက်နောင်တရနေခဲ့ပါပြီ။နှစ်ယောက်လုံးကလည်းမိခင်ဖြစ်သူကိုတောင်းပန်ခဲ့ကြပါတယ်။အမေကျွန်တော်မှားသွားပါတယ်ဗျာ။ကျွန်တော်ခွင့်လွှတ်ပါကျွန်တော်ကကိုရဲ့အမားတွေကိုတော့နားမလဲတော့ဘူးကျွန်တော်အတော်လေးကိုစိုးတဲ့သားတယောက်ပဲအမေကျွန်တော်ကသားတယောက်ဖြစ်ဖို့အတွက်မထိုက်တန်နေသူပါ မာလီနီကသူ့သားလေးကိုဖတ်ထားခဲ့ပါတယ်။အော်သားရဲ့ဘာဖြစ်လို့တောင်းပန်နေရတာလဲ။အမေအတွက်သူ့သားလေးကအမြဲတမ်းမှန်ကန်ပါတယ်။သားလေးကမကောင်းတဲ့သူမဟုတ်ပါဘူး။ဖြစ်နိုင်မဲဆိုရင်တော့အမေကျမကိုလည်းခွင့်လောက်ပေးပါရှင်။ဒီလိုနဲ့မာလီနီကချွေးမလေးကိုလည်းခွင့်လောက်ပေးလိုက်ပါတယ်။ချွေးမလေးကသူ့သားလေးကိုသူ့ရဲ့ရခေါမလက်ထည့်ပေးလိုက်ပါတယ်။အမေရောဒီမှာကြည့်ပါအောင်အမေရဲ့မီးလေး။ကျမတို့အားလုံးအတူတူအိမ်ကိုပြန်ကြရအောင်လေ။တော်ပြီချွေးမလေးရဲ့ငါမလာတော့ဘူး။ငါဘိုးဘွားရဲ့တာမနေရတာပဲအဆင်ပြေတယ်။ နင်တို့သွားကြပါဘဝကိုကောင်းကောင်းဖြတ်ကျော်နေထိုင်ကြငါရဲ့ဆုတောင်းတွေကနင်တို့နဲ့အတူတူအမြဲတမ်းရှိနေမှာပါအဲ့လိုတော့မဟုတ်ဘူးလေအမေအမေမပါရင်ကျွန်တော်တို့အိမ်မပြန်ဘူးအမေကျွန်တော်နဲ့အတူတူမလိုက်ဘူးဆိုရင်တော့အမေကျွန်တော်တို့ကိုမခွန့်လော့သေးဘူးလို့မှတ်လိုက်မယ်ဒီနောက် မာလီနီကလည်းပြန်သွားခဲ့ရပါတယ်ဘဝိတကသူတွေအကုန်လုံးကမာလီနီကိုဝမ်းသာပျော်ရွှင်စွာနဲ့နှုတ်ဆက်ခဲ့ကြပါတယ်ချွေမလေးကလည်းခမကိုအခုချိန်ကစာပြီးစောင့်ရှောက်ပေးခဲ့ပါတယ်။ဒီလိုနဲ့မာလီနီကလည်းသူမိသားစုဝင်တွေနဲ့ပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတော့တယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်